မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီတပ်ရဲ့အစစ်မြေ drone ကြီးတစ်ခုကို KIA ကပြစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဗမော်မြို့နယ်မိုးမောင်မြို့ကျောင်းမှာရှိတဲ့ခုနှစ်မိုင်အောင်မြေမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာဟာတလကျော်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်အောက်တိုဘာလ30ရက်နေ့မှာဗမော်မြို့နယ်မိုးမောင်မြို့ကျောင်းမှာရှိတဲ့ ခုနှစ်မိုင်အောင်မြေရွာမှာ KIA ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်လျက်ရှိပြီးတော့စစ်ကောင်စီတပ်ရဲ့အစစ်မြေ drone ကြီးတစ်ခုကိုပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ဒိဆုံးမှုများရှိခဲ့ပြီးတော့ KIA ရှေ့တန်းတရင်းမြေတဦးရဲ့ပြောပြချက်အရအော်တိုဝါလာ30ရက်နေ့တိုက်ပွဲအတွင်းမှာ KIA ရဲ့စစ်တီတဦးအသက်ပေးလူခဲ့ရပြီးတော့နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဘားလာ30ရက်နေ့တိုက်ပွဲမှာစစ်တီတူအသက်ပေးလူခဲ့ရပြီးတော့နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်က drone အကြီးတစ်ခုကိုလည်းပစ်ချနိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်ဒ ါအပြင်ပြီးခဲ့တဲ့အော်တိုဘာလ28ရက်နေ့မှာလည်းအကြမ်းဖက်စစ်ကောင်စီဘက်က Jet Fighter လေးယာဉ် Drone များနဲ့တင်ကားများအပါအဝင်ခြေတင်တပ်များနဲ့လည်းထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့တဲ့အတွက်ကြောင့်နှစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုများပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ရဲ့ Telegram Lobby Channel များမှာ KIA တပ်သား5ဦးသေဆုံးခဲ့ကြောင်းသတင်းအမှားများဖြန့်ဝေနေမှုများကိုတွေ့မြင်ရတော့လဲစီရေးသတင်းမြင့်များရဲ့ပြောပြချက်အရ KIA စစ်သည်နှစ်ဦးအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်ဒါ့ပြင်စစ်ကောင်စီတပ်များကဝါဒဖြန့်ရန် အသက်ပေးလူခဲ့ရတဲ့ KIA စစ်တီတော်နှစ်ဦးရဲ့ရုပ်အလောင်းကိုနေရာပြောင်းရွှေ့ပြီးတော့ဓာတ်ပုံမှတ်တမ်းရယူခဲ့ခြင်းသာဖြစ်တယ်လို့စီရေးသတင်းအမေများကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်များကလည်းဗမော်မြို့ကို KIA နဲ့တော်လိုင်းပူပေါက်တပ်များရဲ့ထိုးစစ်ဆင်တိုက်ခိုက်နေမှုများထံကနေပြီးတော့အပြင်းအထန်ခုခံကာကွယ်ရန်ပြင်ဆင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းနမောင်မြို့ပေါ်နမောင်မြို့မှာရဲစခန်းအနီးမှာ PDF များကိုလိုက်ပွင့်ပြီးတော့စိန်ခေါ်ခဲ့သူစစ်မှုရန်ဟောင်းနဲ့ပြူစောတိခေါင်းဆောင်ဇော်ဝင်းခေါ် နမောက်သားမွေဟောက်ကိုပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ30ရက်နေ့ညနေ6:00နာရီအချိန်မှာနမောက်မြို့လမ်းစုံ EPC ရုံးရှိနမောက်မြို့မှာရဲစခန်းနဲ့မီတာ100ခန့်အကွာဝေးမှာနမောက်မြို့ပြူစောတိခေါင်းဆောင်အကြမ်းဖက်စစ်တပ်ထောက်တိုင်အကြီးစားဇော်ဝင်းခေါ်နမောက်သားမွေဟောက်ဆိုသူကိုနမောက်မြို့နယ်ပြည်သူ့ကာကွယ်မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့ဝင်များကပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတွင်တိတ်ဆုံသွားတယ်လို့သိရပါတယ်။ EPC ရုံးရှိနမောက်မြို့လမ်းစုံမှာပြစ်ခတ်ရှင်းလင်းခဲ့တာပါ။လမ်းပေါ်မှာတွားနေတော့ပြစ်ခတ်ရှင်းလင်းခဲ့တာပါ။သူကအ ရင်ကမှုကင်းသတင်းတော့လိုလိုရဲသတင်းပိတ်လုပ်တယ်ကျွန်တော်တို့ PDF တွေကိုလည်း live မှန်ပြီးတော့အမြဲတမ်းဆဲဆူစိန်ခေါ်နေတာအရင်တော့ကလည်းသူစီးတဲ့ကားကိုစောင့်ပြီးတော့ပြစ်ခတ်ခဲ့တာရှိတယ်အဲ့ဒီတော့ကသူ့ကိုမထိခဲ့ဘူးအဲ့ဒီအချိန်မှာ live မှန်ပြီးတော့စိန်ခေါ်တာကျွန်တော်တို့ PDF တွေကို live မှန်ပြီးတော့လည်းဆဲတယ်သူကစစ်တပ်ကထွက်ထားတာလည်းဖြစ်တယ်မြို့ပေါ်ကလူတွေကိုလည်းစစ်တပ်အားကိုးနဲ့အနိုင်ကျင့်တာတွေရှိတယ်အခုသူသေးပြီဆိုတော့မြို့ပေါ်ကလူတွေအားလုံးပြောင်းနေကြပြီလို့နမောင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်တေဆုံးသွားတဲ့မွေဟောက်ဟာ အကြမ်းဖက်စစ်ကောင်စီတက်ကနှုတ်ထွက်ထားသူလည်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်တပ်အတွက်အကြီးစားတောက်တိုင်အဖြစ်ရက်တီကပြူစောတိခေါင်းဆောင်လှုပ်ဆောင်ပြီးတော့နောက်မောင်မျိုးနေပြည်သူများကိုဒုက္ခအမျိုးမျိုးပေးနေသူလည်းဖြစ်တယ်လို့သိရပါဗျ။မြို့နေလူငယ်များကိုအတင်းအဓမ္မစစ်သားစုဆောင်းရံမှာလည်းအားကျုံမတက်လှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါဗျ။နောက်မောင်မျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တောက်တိုင်အဖြစ်နဲ့လုတ်ကင်နေသူအုပ်ချုပ်ရေးမှုများလောင်ကစားတော်မများပြူစောတိများစစ်သားနဲ့ရဲများကို ဆက်လက်ပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့နမောင်မြို့ပြတော်လိုင်းရေးအဖွဲ့ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်းသာယာမြို့နယ်မှာတရုတ်ကြားဖြန့် online လုပ်ငန်းများလက်ယူခွဲပြုမှုနဲ့အမတ်တက်နီးပြူဟာမှုဘုံမူကြီးမင်းစောမြို့နယ်အုပ်ချုပ်ရေးမှူးခိုင်မင်းကို ဘုံမူးကြည်တာသောရဲမူဇော်မင်းအောင်အပါဝင်မြို့နယ်ဌာနဆိုင်ရာအရာရှိများစစ်ဆေးခံနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လှိုင်သာယာမြို့နယ်အောင်စေရအိယာဝင်းအတွင်းမှာရှိတဲ့ကြားဖြန့် online ဂိုင်းနဲ့ online လောကစားလုပ်နေသူများကိုစစ်ကောင်စီကဝေရောက်ဖမ်းဆီးခဲ့ပြီးတဲ့နောက်ဘူဟာမူးဘုံမူးကြီးမင်းစော်အပါဝင်စစ်ဘက်နဲ့နယ်ဘက်အစစ်စစ်တာဝန်ရှိသူများကိုဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့သူများထဲမှာလှိုင်သာယာအရှိပိုင်းမြို့နယ်တာဝန်ခံများဖြစ်တဲ့အမတ်တက်နီဘူဟာမူးဘုံမူးကြီးမင်းစော်မြို့နယ်ထွေးအုပ်ဦးစည်းအရာရှိနဲ့အုတ်ချုပ်ရေးမူး ခိုင်မင်းကိုမြို့နယ်စီမံတစ်ကြီးသားသောမြို့နယ်ရဲတပ်ဖွဲ့မှဇော်မင်းအောင်မြို့မစခန်းမှုအောင်ထိုက်မင်းအမတ်6ရက်ကွက်နေတဲ့ရဲအရာရှိဝနာဝင်းလောက်ဝကဦးစည်းမှုတန့်စင်နဲ့အမတ်6ရက်ကွက်အုပ်ချုပ်ရေးမှုလှဆန်းတို့ကိုစစ်ကောင်စီကစစ်ဆင်းနေခြင်းဖြစ်တယ်လို့သိရပါဗါဒ်အော်တိုဘာလ28ရက်နေ့ညနေ4:30မိနစ်အချိန်မှာလိုင်တရာအရှိပိုင်းမြို့နယ်အမတ်6ရက်ကွက်အောင်စေရအင်ယာအင်းဝ6လမ်းအမတ်192နေအိမ်မှာအွန်လိုင်းလောင်းကစားဂိမ်းကစားနေကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ရမှာအဲ့ဒီနေအိမ်အတွင်းမှာအွန်လိုင်းလောင်းကစားပြုလုပ်နေတဲ့အမျိုးသား22ဦးကိုကွန်ပျူတာ31လုံးနဲ့ဆက်ဆက်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလောင်းကစားဂိမ်းယုံပိုင်ရှင်တရုတ်အမျိုးသားတအုပ်နဲ့မန်နေဂျာတအုပ်ကိုလည်းဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလောင်းကစားနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကဝင်ဖမ်းတာ အဲ့လိုဖမ်းဆီးပြီးတဲ့နောက်မှာလိုင်းသားရအရှိပိုင်းကစစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေစစ်ဆေးခံနေရပါတယ်ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့အခုစစ်ဆေးခံနေရတဲ့သူတွေကအဓိကတာဝန်ရှိသူတွေအဓိကကတော့လက်ရထားလို့ခွင့်ပြုထားတာနောက်ပြီးတော့နဝရေး FMI AR ကန်တာယာ AR တွေမှာလည်းကြားဖြတ်လုပ်ငန်းတွေအခြေစိုက်ပြီးတော့လှုပ်ရှားနေတယ်အဲ့ဒါတွေကိုလည်းနည်းနည်းကန်တွေ ်ထွေအုပ်တွေစီမံရဲနဲ့ရက်ကြီးတွေပေါင်းပြီးတော့လှုပ်ရှားနေတာလို့လှိုင်းသာယာမြို့ကသတင်းရင်းမြစ်ကပြောကြားထားပါတယ်။ရန်ကုန်တိုင်းလှိုင်းသာယာမြို့နယ်မှာတရုတ်နိုင်ငံသားများကဟိုတယ်များဖွင့်လှစ်ခြင်းစားတောက်ဆိုင်များဖွင့်လှစ်ခြင်းနဲ့အတူကြားဖြန့် online ငွေလိမ့်လဲဂိုင်းများနဲ့ online လောင်းကစားရုံများကိုလူမိုက်များဖွဲ့ပြီးတော့ငှားရန်ကပတ်ဆိုင်ရာစစ်ဘက်နဲ့မြို့နယ်အရာရှိများကိုလက်ထိုးပြီးတော့လုတ်ကင်မှုများကြီးထွားလာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာရှိတဲ့တရုတ်ကောင်စစ်ဝင်ချုပ်ယုံပြစ်ခတ်ခံရမှုရဲ့လက်တယ်တရားခံမဖော်ထုတ်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီကရန်ကုန်တရုတ်တန်ယုံပတ်ပတ်လဲမှာရဲကင်းအစ်စ်များတီဆောက်ပြီးတော့လမ်းများပိတ်ကလုံခြုံရေးတွေတုံးမြင့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ၁၈ရက်နေ့ညနေ၄နာရီခွဲအချိန်မှာမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အတွင်းမှာရှိတဲ့တရုတ်ကောင်စစ်ဝင်ချုပ်ယုံကို ဘုံနဲ့ပြစ်ခတ်ခံရပြီးပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဘုံပောက်ကွဲမှုကြောင့်တရုတ်ကောင်စစ်ဝင်ကြုံရုံနှစ်ထပ်ဆောင်ရဲ့ခေါင်းမိုးမှာပောက်ကွဲမှုဖြစ်ပွားကခေါင်းမိုးရေတယောက်အနီးမှာရှိတဲ့အုတ်ချွတ်အမိုးနှစ်ပေကပြက်စီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြစ်ခတ်မှုအတွက်လက်တဲတရားခံကိုဖော်ထုတ်ရန်တရုတ်အစိုးရကစစ်ကောင်စီကိုတောင်းဆိုခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့ ်ဒီကနေ့အော်တိုဝါလာ31ရက်နေ့တရုတ်ကောင်စစ်ဝင်ချုပ်ရုံးကိုပြစ်ခတ်ခံရတဲ့73ရက်ကြာတဲ့အထိစစ်ကောင်စီကမန္တလေးတရုတ်ကောင်စစ်ဝင်ချုပ်ရုံးပြစ်ခတ်ခံရမှုရဲ့လက်တယ်ကိုမဖော်ထုတ်နိုင်ခဲ့ဘူးလို့သိရပါတယ်။ဒါကြောင့်ရန်ကုန်တိုင်းဒဂုံမြို့နယ်အမတ်တပြည်တော်စုရိတ်သားလမ်းမှာရှိတဲ့တရုတ်တန်ယုံရဲ့ပတ်ပတ်လဲမှာလမ်းများပိတ်ဆို့ခြင်းတန်ဆူဂျိုဘယ်ရီဂိမ်းများချထားခြင်းရဲကဲအစ်စ်များတိဆောက်ခြင်းတို့ကိုလုံခြုံရေးတိုးမြှင့်ထားတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကစပြီးတော့တရုတ်တန်ယုံဘေးဗဟိုလန်းကို တန်ယုံဘတ်အချမ်းဘယ်ရီဂိတ်နဲ့ဇစ်ဆက်ပိတ်တယ်အခု၂ရက်လောက်ကစပြီးတော့လမ်းနှစ်ဖက်စလုံးဇစ်ဆက်ဖြစ်သွားပြီခရီးပင်လမ်းပေါ်ကကောင်စစ်ဝင်ကျုံယုံကတော့လက်တချမ်းလုံးပဲပိတ်လိုက်ပြီအခုဘော်ဟိုလမ်းပေါ်စစ်ခွေးရဲကင်းတွေပါတိုးလာပြီးတော့ခွေးတွေစောင့်နေပါတယ်လို့ရန်ကုန်ကပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်တရုတ်တန်ယုံကလည်းလမ်းမဘက်ကို CCTV များပုံမစောတက်ဆင်ထားပြီးတော့တရုတ်တန်ယုံမျက်နှာစာမှာရှိရာကလေးစေယုံဘက်အချမ်းမှာလဲစစ်ကောင်စီလက်အောက်ခံလုံခြုံရေးရဲများကိုတုံးမြင့်ပြီးတော့ခြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အောက်တိုဘာလ30ရက်နေ့မှာကမ်ဘလူးမြို့နယ်ကာဘိုးရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြောက်တဲ့ရွာနဲ့ကြည်စုရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးခဲ့ပြီးတော့အနီးနားမှာရှိတဲ့ခြေရွာများကို drone နဲ့ဘုံကျဲတိုက်ခိုက်မှုများလုံဆောင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအိုင်ပေါင်းချောင်းရွာကိုဝင်းရောက်စီးနင်းတဲ့အချိန်အရက်သားပြည်သူအယောက်30ကိုခြေရွာဖုံးကြီးကျောင်းအတွင်းမှာဖမ်းဆီးခေါ်ဆောင်လာပြီးတဲ့နောက်စစ်ကြောင်းထိုးရလက်ရှောက်မှာလူသားတိုင်းဖြစ်နေခေါ်ဆောင်သွားပြီးလက်ရှိချိန်ထိဖမ်းဆီးထားဆဲဖြစ်တယ်လို့သိရပါဗျ။ အချက်ဘတ်စစ်ကောင်စီတပ်သားများဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်မုံလရွာမှာရှိတဲ့ခရီးရန်ဖျားကြောင်းလဲဘုံဒီနှလုံးထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။ အိုင်ပေါင်းချောင်ကျေးရွာဖုန်ကြီးချောင်းဝင်းထဲမှာပြည်သူတွေကိုဖမ်းဆီးထားပြီးတော့စစ်ကြောင်းထိုးရာလက်တလျှောက်ကိုလူသားတိုင်းအဖြစ်နဲ့ခေါ်ဆောင်သွားတာအခုတည်းထိဖမ်းထားတော့မယ်ပြည်သူအယောက်30ကျော်ဖမ်းဆီးခံရရတယ်ကံဘလူမျိုးနဲ့ကာဘိုးရွာကစစ်ခွေးတွေနဲ့ပြူစောထီးတွေပေါင်းထားတဲ့စစ်ကြောင်းကမုံလာရွာကခရီးရန်ဖျားကြောင်းကိုလည်းဘုံကျဲဖြက်စီးသွားတယ်ကြောက်တန်ရွာနဲ့ချီစုရွာကိုစစ်ခွေးတွေကရွာလုံးကျွတ်မိရှုဖြက်စီးခဲ့တယ်နေအိမ်ပြက်စီးမှုတော့မသိရသေးဘူးလို့ဒေသခံတော်လိုင်းရေးသတင်းရေးမိကပြောဆိုထားပါတယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်မှာကာဘိုးရွာကိုပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက် ကျန်တဲ့စစ်ကြောင်းများရှိနေသေးတဲ့အတွာပြည်သူများခြေပါအတွင်းကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခမောင်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်